ဒေါက်တာဂျီနပ်စ်နဲ့ဇွန်မီမန်တို့ကော်ဖီတောင်းရင်းနဲ့စကားပြောနေခဲ့ကြပါတယ်။ဂျီနပ်စ်ကစန်သက်ခံ66ဆိုရဲမင်းကိုဘလို့မှမမိနိုင်ပါဘူးကွာလို့ပြောလိုက်ပြီးတော့မသိမျိုးစန်သက်ချက်တွေထဲမှာအောင်မြင်ဆုံးဖြစ်ခဲ့မိ။တက်ခွဲကံကိုဖျက်ဆီးပြီးတော့ကိုယောင်ဖျောက်သွားတဲ့ဆရာအာခန်နဲ့ကောင်လို့ပြောနေခဲ့ပါတယ်။ဆယ်နှစ်ကြာတော့မှမင်းဟာဟီးရိုးလုံနေခဲ့တာဟုတ်လားလို့မေးလိုက်ပြီးတော့ဇွန်မီမန်ကပစိကြီးနဲ့ခေါင်းကိုကျွဲကာ House of Evolution ကဘာလို့မရှိရတော့တာလဲ။မင်းဟာအသက်ရှင်နေတစ်သလုံးရပ်ပြည့်မဲ့ကောင်မဟုတ်ဘူးမလားလို့မေးနေခဲ့ပါတယ်။ ဂျီနက်စ်ကသူ့ရဲ့သူတေသနာကတယောက်သောသူကိုရှုံးသွားလို့လို့ပြောပြလိုက်ပြီးအဲ့တယောက်ကလူသားတွေရဲ့ထိတ်ဆုံးစင်ပြောင်းလဲမှုထက်တာလုံနေတယ်လို့ပြောပြလိုက်ပါတယ်ခဏလောက်ကြာဝင်ပြောရရင်အဲ့လူကတခြားသူတော့မဟုတ်ပါဘူးဆရာကတော့မှာပဲအားလုံးမမိကြအောင်မယ်ဆိုရင်ဆရာကတော့ကစီစဉ်ဝိုင်းမှာလူသားစင်ငယ်ပြောင်းလဲမှုရဲ့အထွတ်ထိပ်ဖြစ်တဲ့ဂျီဘိုတို့ရဲ့လက်သီးတစ်ချက်ထဲနဲ့အဆုံးသတ်ပြစ်လိုက်ရာကနေ House of Evolution တစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်ဒါအမှမီးတလောက်ပြန်ပြောပြရတာဖြစ်လို့မှားသွားတယ်ဆိုရင်လည်းကွန်မန့်တွေမှာပြန်ပြောသွားလို့ရပါတယ်အဲ့တော့လူသားတယောက်ရဲ့ကြီးတော်မှုကဘလောက်ပဲကြမ်းနေစေကမူ ဟန်တာပစ်နိုင်တဲ့ limiter ဆိုတာရှိတယ်လို့ Genius ကပြောပြပြီးတော့ဘယ်လူသားကမှအရင်ကန့်သက်ချက်တွေကိုမကြော်နိုင်သေးဘူးလို့ပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့ Gary က Ryan Ripper နဲ့ Insert Goal ကိုနှစ်ယောက်တယောက်အသေးကျုံးနေခဲ့ပါပြီ။အဲ့ထက်ကိုကြော်သွားရင်လူသားဆိုင်မှုမရှိတော့တဲ့မကောင်းဆိုးရတွေလို့စိတ်လွတ်သွားလိမ့်မယ်လို့ပြောပြပြီး Animation Play နဲ့ကောင်းနေအတွက် Gary ရဲ့ Type ပွဲ Animation ဟာတအားကြီးကိုမိုက်နေခဲ့တာပါ။ Genius ကအရင်တယောက်ကလူသားတိုင်းမှာရှိတဲ့ limiter ကိုကျော်ပြီးတော့မခံမနိုင်တဲ့အတွက်အထုတ်ထိပ်တမ်းမာမှုကိုရရှိနေပြီလို့ပြောလိုက်ပါတယ်။ ဇိုမီမန်ကအလောက်ထိတန်ပါဖို့သူ့အနေနဲ့ပေးစားခဲ့ရပြီရှိလားလို့မေးလိုက်တော့ဂျီနက်စ်ကရှိတာပေါ့အဲကောင်ကရုံးပြောင်းသွားတယ်လေလို့ပြောပြလိုက်ပါတယ်ပြီးတော့တန်မာဂျီနဲ့တူကပ်ပါလာတဲ့အထီးကျန်ဆံမှုတွေလည်းရသွားခဲ့တယ်လို့ပြောနေပြီးတော့ဇိုမီမန်ကတော့အိဗယ်မရှိလိုက်တာလို့ပြောပြီးတော့မယုံကြည်နိုင်ခဲ့ပါဘူးဂျီနက်စ်ကိုသူ့ဒေသနာအမားတစ်ခုခုဖြစ်ပြီးတော့စိတ်လွတ်သွားပြီလို့သူကထင်နေပြီးလီမီတာကိုကြော်နိုင်တဲ့မွန်စားတွေအများကြီးငါတွေ့ဘူးပြီမဲ့မင်းပြောသလိုဟာမျိုးမမြင်ဘူးလို့ပြောလိုက်ပါတယ်အဲခါဂျီနက်စ်ကမင်းမြင်မှုတဲ့မွန်စားတွေကကြီးထွားလို့စိတ်တန်မာဂျီနက်စ်စိတ်နဲ့ အသွင်ပြောင်းနေတဲ့စိတ်တွေလိုလားလားရှိနေတာကြောင့်ဆဲရီယာမူမှန်ဖြစ်ပြီးတော့အသွင်မြင်တွေကကြောက်စရာကောင်းအောင်ပြောင်းလဲသွားတတ်ကြတာလို့ပြောလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ဓာတ်ခွဲကန်စမ်းသပ်ချက်တွေကလူမဟုတ်တဲ့သရဝါတွေကဗဝင်းရဲ့အခြေအနေကြောင့်မွန်စတာပုံစံတက်ရှိတွေတက်တက်ဖြစ်လာလို့ပြောလိုက်ပြီးအေမျိုးတော်မှာပေါ်လာတဲ့ငါးလူသားလိုအရာတွေကမွေးကလေးကမွန်စတာဖြစ်လာတဲ့တက်ရှိတွေလို့ပြောပြလိုက်ပါတယ်။သူတို့လိုမွန်စတာတွေကိုတိုက်ခိုက်တဲ့ဟီးရိုးတွေကမွေးရပါဆွမ်းအားတွေပါလာပြီးတော့ဒေချာလေးကျင်ထားတဲ့သူတွေခန္ဓာကိုယ်မှာဆက်တက်ထားတဲ့သူတွေ မင်းတို့မျိုးစမ်းသက်ချက်ကနေစွာရလာတဲ့ကောင်လေးလို့ပြောပြနေပါလေကိုအန်းနဲ့ငါတို့မွေးလာကြတဲ့ဆောင်းဝဲညံကောင်းတဲ့ကောင်လေးလဲပါတယ်လို့ပြောနေပြီးတော့အဲ့တယောက်ကဘသူနဲ့မှမတူဘူးလို့ပြောလိုက်ပါတော့တယ်တာမန်လူလို့မွေးလာပြီးတော့တာမန်လူလို့ကြီးခဲ့တယ်တာမန်အတန်းစားကောင်လေးကတေလောက်တဲ့လေးချင်းမှုတွေတော့တေလောက်အောင်တန်မာလာခဲ့တာပဲလို့ပြောပြလိုက်ပါတော့တယ်ဆရာကရုံးဆွဲအမခန်းပါပဲတနေ့ကျရင်မေးတွေးရပါလိမ့်မယ်သူကဟီးရိုးလုံးနေရလို့ပြောပြလိုက်ပြီးတော့ဇွန်မီမန်ကဘာလို့တာကိုယာကီဆိုင်ဖွင့်ထားလဲလို့မေးတော့ ရေပွဲ6ကိုကန့်သတ်မရှိပွားနိုင်မဲ့ဤပညာကိုရခဲ့လို့လို့ပြောပြလိုက်ပါတယ်။ဓမ္မမတော်တိုက်ပွဲမပြီးသေးပဲဂါရုရဲ့စွမ်းအားကို Ripper နဲ့ Insect Go တို့ကသဘောကျနေကြပါတယ်။ဂါရုကမင်းတို့အကွက်တွေကိုတီသွားပြီလို့ပြောလိုက်ပြီးတော့ဘဇတ်ထဲကသွားကြုတ်ကိုထွေးထုတ်လိုက်ကနာကယ်စမ်းလို့ပြောလိုက်ပါတယ်။ Ripper လည်းအေးရှောင်းမစော့တော့အသေးကျုံးပေးမယ်လို့ပြောလိုက်ပြီးတော့ပွဲကောင်းမှအစဲတောင်းတဲ့ကောင်လေးကဦးလေးကျုပ်တောင်းမှန်ပါတယ်ဗျာလို့ပြောကာရှုံးမွန်စားစီမှာဖန်ခံလိုက်ရပါတော့တယ်။ရှုံးကောင်ရဲ့နာမည်က Hydro Jellyfish ဖြစ်ပြီးတော့ဒီကောင်ကိုဂါရုချိန်ပေးလိုက်တာကိုမှတ်မိကြအောင်မှာပါ။ ဒါကြောင့်လက်စားလာချီတာဖြစ်ပြီးတော့ဂါရုကခွေးသားအိုက်ကလေးနဲ့ဘာမဆိုင်ဘူးလို့ဖြဲလိုက်ပါလေ။ခဲမဲဆမခဆနာကျန်။အယုံများသွားတဲ့ဂါရုကိုရစ်ပါဒါနဲ့အစိမ့်စိမ့်ပိုင်းပိုင်းမှုန်းပြလိုက်ပြီးတော့အင်းဆက်ကောကမတက်ကဘူးလေဟိအောင်လို့ဝင်တားလိုက်ပါလေ။ဒါမဲကောစောစောမတားတော့ဂါရုတယောက်သွေးရိုင်ထဲမှာပတ်လက်မှောင့်နေပြီးနေအောင်သားလေးပြန်သွားခဲ့ကြပါတော့တယ်။အမောင်ဂျန်နုစ်ကတော့ဂိင်းဂိင်းဆောတာကိုဘေးနားနေချောင်းကြည့်နေပြီးတော့ဂိင်းရဲ့ဂိင်းသာပြီးသွားတယ်ဆရာသမားကဘာမှနားမလဲတာကြောင့်အားငယ်နေခဲ့ပါလေ။ သူကတော့ထုံးစံတိုင်းဂိမ်းလေးတစ်ခုနားမလဲတာကိုကင်းနဲ့ဆိုင်သားမတို့တိုက်ပွဲကြညံမမီသေးဘူးလို့ပြောလိုက်ပြီးတော့အားငင်နေခဲ့ပါလေကင်းကနောက်ကျနေဆိုမြပြန်မလာသေးလို့ဆိုင်သားမကိုစိတ်ပူနေပြီးတော့ဂျန်နိုစ်ကဂါရုကိုမတွေ့သေးလို့ပြန်မလာတာဖြစ်မယ်လို့ပြောလိုက်ပါလေကင်းကပြောမကောင်းဆိုမကောင်းဆိုင်သားမများမွန်စားရီစီမှာအဖမ်းခံလိုက်ရပြီလားလို့ပြောနေပြီးတပွဲလုံးစိတ်ပူနေကြတဲ့အချိန်မှာ၅စက္ကန့်လောက်ကြာတော့ဆရာကတော့ပြန်အောင်လို့လာခဲ့ပါလေအထဲကိုရောက်တာနဲ့ကျွန်တော်တအားဆိုးရတာနဲ့ကြုံခဲ့ရတယ်လို့ဈေးပြီးတော့ပြောလိုက်တော့တပွဲလုံးနဲ့လန့်သွားပြီးတော့ဂါရုနဲ့တွေ့ကြတာက မကောင်းဆိုးအဖွဲသီးနဲ့ကြုံခဲ့ရတာလားလို့ဝိုင်းမိခဲ့ကြပါလေ။大変な目にあったぜ。まさか本当に過労を見つけた。ဆရာကတော့မဟုတ်ပါဘူးလမ်းထိပ်မှာမုံစားတကောင်နဲ့တွေ့လို့ကြိတ်ပေးခဲ့တာလို့ပြောလိုက်ပြီးကိုဘွားသွေးတွေကဂါရုသွေးတွေလားစူဝါရကိစ္စဆိုဘာကြီးလဲလို့အသေးအသံမေးလိုက်တော့ကျွန်တော်ပတ်ဆိုင်ရေးကြပြောက်ခဲ့တာလို့ပြောပြလိုက်ပါလေ။ကင်းတော့ကဒါဆိုဂါရုနဲ့မတွေ့ခဲ့ဘူးလားဘာညာထံပေးကြတော့အော်ကျွန်တော်ပတ်ဆိုင်မပေးဘဲထွက်ပြေးတဲ့ကောင်တကောင်တွေ့ခဲ့ရသေးတယ်။အဲ့ကောင်ကအဲ့ကောင်ကလို့ပြောနေတုံးရှိသေးတယ်။ ဘာကြီးလေအဲ့ကောင်ဂါရူလာမောဆာလာလို့ဝိုင်းပြီးတော့မေးနေခဲ့ကြဗျာမာလေးကျွန်တော်ဝင်ခဲ့တဲ့ဂေါ်ဘီတို့အဲ့ကောင်တို့ဆိုင်းမမေ့ကြံခဲ့ပြီလို့ပြောလိုက်ပါလေဂျန်နုစ်ကသူသွားယူလိုက်မယ်လို့ပြောတော့ဒိုင်အရီတန်းမို့လို့မသွားပါနဲ့လို့ဝိုင်းပြောလိုက်ပြီးအဲ့ချိန်မှာဖူပူကီကဆိုင်းနာမငေါ့တာနှိမ့်ဆက်တာပဲလို့ပြောကာရောက်ချလာခဲ့ပါတော့တယ်လက်ထဲမှာတော့ဂေါ်ဘီတို့ကိုကင်ထားပြီးတော့ဆရာကတော့ကျေးဇူးပြကျွန်တော်ဂေါ်ဘီတို့ဆွဲချင်နေတာဟောပေါ်လုတ်ပြမယ်လို့ပြောလိုက်ပြီးတော့ဖူပူကီကကျွန်မဘာမှမပြောတော့လားလို့မေးတဲ့အခါအော်ဟုတ်တာဂေါ်ဘီတို့တို့ကကျေးဇူးပါပဲလို့ပြောလိုက်ပါတယ် ိုင်ကဖူဖူကြီးကစပြအိုကျေးဇူးလားဆိုင်မှာပတ်ဆံမရှိမပြေးလို့အကုန်ကျမပဲရှင်းပေးခဲ့ရတယ်လို့ငေါက်လိုက်ပါတော့တယ်私に押し付けて逃げたことをちゃんと言ってほしい。ジャノスがろディアマが仕様なたあを勝ねん。とれ仕様でべ撇ちんのやらが仕頭ま撇めろ追いにびろ。мян のみんやとくとろしやおらねだを仰観さ来みばろで。サイダーまパサイャ漂る聖壇やねびろ。バンねボンのがれ弾や入りね撇にけか。フブギやれ迷さ浸たそもないなもろ。 ဆရာကင်းပြင်မှာရန်သူတွေရောက်နေတယ်။သွားချလိုက်အောင်လို့ပြောပြီးတော့တွန်းထုတ်လိုက်ပါတော့တယ်။ဒုံနဲ့ကင်းကပြင်ထွက်သွားပြီးတော့ဟဲ့ဘာကောင်းကြီးလည်းမသိဘူးဖြူဖြူကြီးပဲလို့ပြောကဝင်လာခိုင်းလိုက်ပါလေ။အဲကဖြူဖြူကြီးကငါတို့ရဲ့ပြက်စီးနေပြန်ပြီလားလို့ပြောလိုက်ပြီးတော့ငါလေကွာမမှတ်မိဘူးလားလို့ပြောကဒေါက်တာကုဆဲနုကမျက်နှာဖုံးချွတ်ပြလိုက်ပါတော့တယ်။ဒေါက်တာကုဆဲနုဆိုတာဂျန်နုဆိုတိဆောက်ပေးထားတဲ့သိပ္ပံပညာရှင်ပဲဖြစ်ပါလေ။ဖန်ရှင်နဲ့ဆဲဥတို့စကားပြောပြီးတဲ့အချိန်ကုဆဲနုကဆိုင်နာမကိုမြင်သွားပြီးတော့ဆရာဆိုင်နာမလို့နှုတ်ဆက်လိုက်တော့ဆရာကတော့ဖဏတ်ချွတ်ပေးပါအောင်လို့မြန်မာလူကြီးပြောချလိုက်ပါလေ။ 埼玉君か。いくんない。နောက်တော့ကုဆဲနိုကဆိုင်နာမနဲ့မိတ်ဆက်လိုက်ပြီးတော့စကားများနဲ့ကုဆဲနိုကလေတာပေါ်နေရတော့ဂျန်နုစ်ကလိုင်းအချောင်းကိုလိုရင်းမဲ့ပြောဖို့ပြောလိုက်ပါလေ။ဒါတော့ကုဆဲနိုလည်းသူ့အိတ်ထဲကတစ်ခုခုထုတ်လိုက်ပြီးတော့ဂျန်နုစ်ကဂရုံးဆက်တက်ပေးမလို့လို့ထင်လိုက်ပေမယ့်ပရီမီယံနူးညံ့အစ်ဆက်ချောမွေအထူးစပယ်ရှယ်အမဲသား gift set ကြီးဖြစ်နေပါတော့တယ်။သူကဂျန်နုစ်ကိုယူဆိုင်ပေးလို့ကျေးဇူးတင်ပါလို့ပြောလိုက်ပြီးတော့ဆရာဂရုံးကဟုတ်ကဲ့ဗျ။နောက်လဲခဏခဏလာပေးအဲလာလေပါအောင်လို့ ပြောလိုက်ပြီးတော့ဂျန်နိုစကိုဟော့ဘော့လှူစားကြဖို့ပြောလိုက်ပါတော့တယ်။ဖူဘူကီကအသားကောင်းစားကြီးကိုဟော့ဘော့လှူစားမလို့လားလို့မေးလိုက်တဲ့အခါဆရာကတော့ဒီမှာဘာလုံးနေကြလဲပြန်လာလို့ရပြီလေမင်းတို့မကြွေးပါဘူးလို့ပြောချလိုက်ပါတော့တယ်။တပတ်မှာတော့ရီဘာကဂီယိုဂီယိုကိုဂါရူတယောက်စမ်းသပ်မှုမအောင်မြင်တဲ့အကြောင်းတရင်လာပို့ပါလေ။ခလေးကိုလည်းဖမ်းလာကြပြီးတော့ဂါရူကကျုပ်တို့စကားပြောနေုံရှိသေးမြန်မာလူကြီးလာတီးတော့စိတ်တိုးနဲ့ပြန်တီးပေးလိုက်တာလက်လွတ်သွားတယ်လို့စကားတွေနဲ့လီစဲနေခဲ့ပါလေ။ဂီယိုဂီယိုကလိန်နေမှန်းသိတာကြောင့်ဟောက်ရှိမနေနဲ့အမှန်တိုင်းပြောလို့ပြောလိုက်တဲ့အခါ အင်းစကောကအိုက်ကောကိုကိုဘွေမြင့်နေတာဘယ်အချိန်ကျုပ်တို့တစ္ဆာဖောက်လဲမသိဘူးကျုပ်တို့ရှင်းပြချင်လို့ရှင်းပြတာဘာဖြစ်လဲလို့ပြန်ဖြေလိုက်ပါလေကယူကယူကတော့ဘာမှဖြစ်ပါဘူးလို့လည်းပြန်ပြောလိုက်ပြီးဂါရုကစွမ်းကြီးလဲလာလို့မေးလိုက်တော့ထေနာတက်ကိုပို့ပြီးတော့ကြီးနေလို့မနှဲတောင်ရှင်းပြလိုက်ရတယ်လို့ပြောလိုက်ပါလေကလေးကတော့ဂါရုကိုစိတ်ပူနေပြီးတော့ကယူကယူကအဲ့လီယုံနဲ့ကလေးကိုလည်းရှင်းပြလိုက်တော့လေလို့အမိန်ပေးလိုက်ပါလေအိုက်ကရီပါကကျုပ်ဒီကောင်လေးနဲ့စော့ကျင်လို့ခေါ်လာတာလို့ပြောလိုက်ပြီးကယူကဘာစော့ကျင်တာရှောက်လုံးနေနေဟီရိုဖွဲ့စည်းရဆေးဟုတ်ကမြေပေါ်ရောက်နေ ိမ်မကြိုင်ငါတို့ဒီနေအောင်တီသွားတော့မယ်လို့ပြောလိုက်ပါတယ်။တီသွားရင် S-Ray Hero တွေတိုက်ခိုက်တာခံရမှာမလို့တိုက်ပွဲအတွက်ပြင်ဆင်ထားလို့ပြောလိုက်ပြီးတစ်ဖက်မှာတော့တိုက်ပွဲအတွက် Monster တွေကဆွေးနွေးလို့နေကြပါတယ်။ကျဲတကောင်လူသားတွေကိုကြောက်မနေနဲ့ငါတို့တန်ပါတဲ့ကောင်တွေအရှိကနေတိုက်ပေးမှာမလို့ပဲလို့ပြောနေပြီး Phoenix Man ကလည်းသူ့ရဲ့မကောင်းဆိုးဝါးဘယင် level ဆွာကိုထုတ်ပြဖို့တာဆူနေခဲ့ပါပြီ။ကြာဖို့နဲ့မမလည်းသူ့ရဲ့စစ်သားတွေကိုပြင်ဆင်နေပြီးတော့ဂေးတရားစားဘယင်ဖျားတာစပင်းဖြောင်းတာကစွမ်းအားရငါဟဲ့မာလောင်းဟဲ့ဆွဲကောင်ကလည်းဇောင်းကြွားလို့နေပါတယ်။ ထောင်သားတွေမွန်စာပြောင်းထားတဲ့ညံစာမရဲ့တပည့်တွေကလည်းဘူရီဘူရီပရစ်စနာကိုတီးကျင်နေကြပါလေဂေဝင်းနဲ့ဟဲဖိုင်တို့ကလည်း flashy flash ကိုအသေးသေးဖို့နှစ်ယောက်သားရေတကိုနားမှာဂူအောင်တိုင်းကျင်းနေကြပါလေနှစ်ကောင်သားချနေကြတာမသိရင်နောက်တူထဲမှာရောက်သွားသလားမှတ်နေရပြီနောက်ဆုံးဘသူနိုင်သွားလဲဆိုရင်တော့ဘသူမှမနိုင်ပါဘူး river ကလေးကိုဂူရဲခေါ်လာပြီးတော့လမ်းမှာ g5 ကိုတွေးလိုက်တော့မတယ်နိုင်ခဲ့ဓာကြီးကဘယ်အားကြလာလဲလို့မေးလိုက်ပါလေ g5 လဲဝါနာပါလို့စူးထားလေလို့ပြောလိုက်ပြီးတော့စားစီဖြုတ်ပြီးတော့ကလေးကြီးမလို့လို့ပြောကထွက်သွားခဲ့ပါလေနောက်တော့ river ကလေးကို ဝါကာမာရှင်းရှင်းပြောရတဲ့တထေးနာရင်ကြီးရဲ့သားနဲ့ခန်းတစ်ခုထဲမှာဖမ်းထားလိုက်ပြီးတော့ဝါကာမာကဒီမွန်စာကောင်တွေကပိန်လိုက်တာလို့စောက်ကြီးစောက်ဆယ်စပြီးတော့ပြောပါတယ်သူပပားကြီးအားကိုနေဟာဟာငါ့ကိုဟီးရိုးတွေမကြခင်လာကဲတော့မှလို့ပြောနေပြီးမင်းတို့ကကဲသေးချင်းငါလမ်းငွေသားလှုပ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာ jelly fish ကရောက်လာပြီးတော့မင်းတို့ကသူမှလာမကဲဘူးကွာလာကဲလဲမင်းပပရောမမရောမင်းတဆွေတမျိုးလုံးရောဟီးရိုးတွေအကုန်လုံးရောတေးမာလို့ပြောလိုက်ပါလေဝါကာမာရော S-Ray ဟီးရိုးတွေရောက်လာရင်ဖင်ရတဲ့မင်းကိုဖင်ချပေးမယ်လို့ပြောလိုက်ပြီးမတဲဘက်ကိုမကြောက်ဘူးလားလို့ပြောလိုက်ပါလေ ဂျယ်လီဖစ်ရှားလဲဟုတ်ကဲ့ကြောက်ပိုက်ရဲ့ကြောက်ပိုက်ရဲ့လို့စောက်ခွက်ပြောင်းနေပြီးတော့ဒါတို့ကဝါကားမမင်းမသိဘူးလား lightning gun ကြီး heavy gun မတင်ဘက်အကုန်သေးကုန်ပြီလေလို့ပြောလိုက်ပါတယ်ဒါဆိုဘာဖြစ်လဲ blast တို့ကင်းလို့ကြံနေသေးရပဲလို့ပြောလိုက်တော့ဂျယ်လီဖစ်ကငါတို့လဲ s-rank hero တွေကြံတာသိပါတယ်လို့ပြောလိုက်ပြီးသူတို့မှာချိန်ချောင်းမှုစင်နဂါးရှိတဲ့မွန်ဆာတွေအများကြီးပင်စင်ထားပါတယ်လို့ပြောလိုက်ကတဖက်မှာတော့သူရိုင်ထဲမှာလဲနေဂါရူရဲ့လက်တစ်ဖက်ကလှုပ်လာခဲ့ပါတော့တယ်